ရောပပြိုင်ပွဲတွေကိုတဝါကြီးကြည့်ရှုခန်းစားရမယ်အင်္ဂါဗုဒ္ဓဦးကြတာပရိ3ရက်မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးအနေကျူတူပါရယ်အခုဂျားရဲထဲမှာရှင်ပြိုင်ကစားမဲ့ဥရောပရဲ့ရှုံးထွက်ပွဲစဉ်တွေရှိနေပါတယ်ချန်ပီယံလိယူရိုပါလိကွန်ဖရင့်လိစတဲ့ဥရောပအဆင့်မြင့် ပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်နေတဲ့ Premier League Club တွေရှိနေတယ်လို့တချို့သောပွဲတွေကလည်းပြိုင်သက်အနေနဲ့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမယ့်ပွဲတွေမျိုးတွေပါနေပါတယ်။ ဆိုတော့ဒီပွဲတွေဘယ်အချိန်မှကစားဖို့ရှိနေတယ်လဲဘယ်အသင်းတွေထိတိုက်တွေ့နေတယ်လဲကျွန်တော်ပြန်ပြီးတော့နှွေးလိုက်ရအောင်โอเคအဲ့တော့ကျွန်တော်ပထမဆုံးကြည့်ရှုခွင့်ရမယ့်ပြိုင်ပွဲကတော့ Champion League ဖြစ်ပါတယ် Champion League က Quarter Final အဆင့်ရောက်လာတာနဲ့အညီဘယ်အသင်းကမှအထင်သေးလို့မရတော့ဘူးအခြေအသင်းတစ်သင်းမှမပါဘူးဗျာဒီထဲမှာပြိတ္တအနေနဲ့ရင်ကုန်စစ်လို့ရှားမှုအပြည့်ဆုံးပွဲစဉ်ကတော့ Arsenal နဲ့ Real Madrid ပွဲစဉ်ပဲဖြစ်ပါလိမ့်မယ်ဒီပွဲစဉ်ကိုအင်ကာညာတနအိခွဲမှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။ဒီနေ့အပြင် မနက်ပြန်အင်္ဂါညကြီးပေါ့နော်ဘုဒ္ဓုံနေ့မနက်ပိုင်းမှာရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ကြောင့်ပြိတ္တအနေနဲ့ရင်ခုန်စိတ်လို့ရှားစရာကောင်းတဲ့ပွဲတစ်ပွဲကိုစောစည်းစွာကြည့်ရှုရမှာလည်းဖြစ်ပါတယ်တနအိုက်ခွဲကတော့ ကျွန်တော်ဆောင်းရသည့်ကာလတုန်းကအချိန်နဲ့တော့မတူပါဘူးရှေ့ကိုအနေငယ်တိုးသွားပါတယ်ဒီတော့ကြောင့်အရင်အေးအေးမပြတ်ဘူးလို့ထင်တယ်အေးအေးပြတ်လေဒီလိုပွဲမျိုးတွေကမတက်နိုင်ဘူးထားကြည့်ရမယ်ပွဲပဲတစ်ဖက်မှာအာဆင်အသင်းသည် EPL ကိုအရင်အာယုံဆိုင်လို့မရတော့တဲ့အချိန်တွေမျောလင်းလို့မရတော့တဲ့အချိန်တွေမှာ Champions League အတွက်ပဲအဓိကအာယုံထားရတော့မယ် ဖလားရရေးမရရေးဆိုတာထက်တစင်ချင်းစီကိုအာယုံအပြည့်ဝစိုက်ပြီးတော့ကစားသွားဖို့ရှိတယ်။ကဲမဲ့ခွင်းက Emirates ဖြစ်တယ်။ Real Madrid အသင်းမှာလည်းကစားသမားကောင်းမြောင်များစွာရှိတဲ့အတွက်ကြောင့်ပရိသတ်ကိုရင်ကုန်ဆေးလို့ရှာမှုအပြည့်ဝပေးမယ်ပွဲစဉ်တစ်ပွဲဆိုတာကျွန်တော်တို့တိတ်ထွေထူပြောနေစရာမလိုပါဘူး။ဒီပွဲစဉ်ကိုကျွန်တော်တို့အားလုံးတက်ညီလက်ညီနဲ့ထားကြည့်ရမှာပဲဖြစ်ပါတယ်။အင်ကာညမှာနောက်ထပ် Champions League ပွဲစဉ်တစ်ပွဲလည်းရှိနေပါတယ်။ဒီပွဲကတော့ Bayern Munich နဲ့ Inter Milan ပွဲပါ။ဒီပွဲကလည်းပွဲကောင်းပဲဗျ။ Arsenal Real Madrid ပွဲလောက် popularity ဘိုင်းရ မကြည့်ဘူးဆိုပေမဲ့ဘောလုံးစင်တန်းရဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုကလည်းတကယ်ကြီးကိုမိုက်မှာပါ။အင်တာမီလန်ဒီနီးပြဆိုင်မွန်အင်ဇာဂီရဲ့လက်ထက်မှာတဟုံတို့တိုးတက်လာတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။အီတလီစီးရီးကိုခဏဘေးဖယ်ထားလိုက်။စီးရီးကအရင်အရင်တော့လို့အဆင်မမြင်တော့ဘူးနော်။ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းတွေမပါတော့ဘူးဆိုတော့ညာလဲအင်တာမီလန်ကတသင်းနဲ့ချွန်းထွက်ပြီးတော့ချန်ပီယံလိမှာခြေစွာနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။အီတလီကလပ်တွေတဲကိုတေချာဆန်းစစ်ကြည့်လိုက်ပါ။ င်တာမီလန်အသင်းတသင်းဒီသာလျင်ချန်နဲ့လီဒီယာအင်အားကြီးအသင်းနေနဲ့ပခုံးချင်းရှင်နိုင်တဲ့ level မျိုးမှာရှိနေပါတယ်ဒီပွဲစဉ်ကနီးပြ Vincent Company အတွက်မလွယ်ကူတဲ့ပွဲစဉ်တစ်ပွဲလေးဖြစ်ပါတယ်။တခုကျွန်တော်ပြန်တွေ့ရမှာ Vincent Company ရဲ့ Sam ပေါ့နော်။ဒီနှစ်ဘောလုံးရာသီမှာမှ Bayern Munich အသင်းကိုကင်တွယ်ခွင့်ရခဲ့တယ်။ကလေးလေးကရှုပ်ွယ်ကြီးကင်ထားတဲ့အလားကျွန်တော်တွေကသတ်မှတ်ခဲ့တယ်။အခုဒီလေ Vincent Company ကိုမယုံကြည်သေးပါဘူး။အသင်းကအကြီးပဲ။သူကင်တွယ်ခဲ့တဲ့ club တင်းကအမြင့်ဆုံးဆိုလို့ဘန်လီပဲရှိခဲ့ဘူးတာလေ။ကစားသမားဘဝမှာတော့ Company ကောင်းရင်ကောင်းလိမ့်မယ်။သို့တော့နီးပြ ဘဝမှာဘာမှတတ်တည်မပြထားတဲ့ကစားသမားတစ်ယောက်ဖြစ်ပေမဲ့သူဘိုင်မြူနစ်ကိုဘယ်လိုပြောမလဲချန်ပီယံလိမှာတော့နေရာတနေရာထိရောက်အောင်သူတွန်းပို့ပြီးသွားခဲ့ပြီ။အီပေအီပေနဲ့ရောက်လာတော့ရှုံးထွက်အဆင့်မရောက်ခင်အုပ်စုတွင်ပွဲတင်မှာတော့1-8ဝင်ခွင့်မရဘဲနဲ့ကျွန်တော်နောက်က9-24နဲ့ဘိုင်မြူနစ်ကနောက်တစ်ဆင့်ကိုတက်ခဲ့ရတာပါ။ဒါပေမဲ့အခုချိန်မှာ quarter final အဆင့်ထိရောက်လာပြီ။ အင်တာမီလန်ကိုဂျာမန်မြေမှာအဲ့ခံရှင်ပြိုင်ကစားရမယ်ဒီပွဲစဉ်ကလည်းပရိသတ်အနေနဲ့ကြည့်ရှုသွင်းတဲ့ပွဲစဉ်တစ်ပွဲပါဒါပေမဲ့လည်းကန်ဆိုရာတကူကအာရီရီယယ်မက်ဒရစ်ပွဲနဲ့တွားတိုက်နေတဲ့အခါတသင်းသင်းကိုပဲတပွဲပွဲပဲကျွန်တော်တွေကဦးစားပေးကြည့်ရမယ်အခြေအနေမျိုးဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်ပွဲစဉ်တွေကတော့ဘူဒုံနေ့ညမှာရှင်ပြိုင်ကစားမယ်ပွဲစဉ်တွေဖြစ်ပါတယ်ညတနအိကွန်းမှာပဲကစားမှာပါဘာစလိုနာနဲ့ဘိုရရှားဒေါ့တမန်ပွဲရဲ့ PSG နဲ့အက်စတန်ဗလာပွဲဖြစ်ပါတယ်အဲ့တော့ဒေါ့တမန်နဲ့ဘာစလိုနာပွဲအကြောင်းအရင်စဆွေးနွေးကြည့်အောင်ဘာစလိုနာက ဒေါ်တမန်တက်တော့လက်ရှိချိန်မှာပူကောင်းတဲ့အသင်းတသင်းနောက်တစ်ဆင့်ကိုတက်ဖို့အတွက်ပူအားတန်တဲ့အသင်းတသင်းလို့ပြောရမှာဖြစ်ပါတယ်အခု quarter final ကိုတက်လာတဲ့အသင်း၈သင်းထဲမှာ Borussia Dortmund ကအင်အားအနည်းဆုံးအသင်းတသင်းဖြင့်ရပ်တည်နေတယ်အဲ့တော့ဘာစလိုနာသည်တခြားအသင်းတွေတက်တော့ဟိုချန်တန်တဲ့အသင်းတသင်းကိုကြုံတွေ့ရတာမဟုတ်ဘူး သူတို့အတွက်နောက်ဆင့်ကိုတက်လန်းဖို့အခွင့်အရေးကောင်းနေအများကြီးရှိနေတယ်လို့ပြောလို့ရပါတယ်မနေ့ပြန်လောက်ရောက်တဲ့အခါကျရင်ကျွန်တော် AIR Real Madrid ဘွဲကိုသုံးသပ်ပေးနေနောက်ထပ်ကြံတဲ့ဘွဲတွေကိုပါ Predicey ရဲ့အကြိုက်တွေနဲ့ရွေးချယ်သုံးသပ်ပေးပါမယ်လောလောဆယ်ကတော့ကံမှုရှိတဲ့အချိန်နဲ့တွဲဆိုင်တွေကိုပြန်ပြီးနှွေးပေးတဲ့သဘောမျိုးပါပဲခင်ဗျ။ကဲ PSG နဲ့ Aston Villa ဘွဲကလည်းမထင်မှတ်ပဲချိန်ကောင်းသွားနိုင်တယ်။ကျွန်တော်ကတော့ ဘာစလိုနာဘရက်ရှာဒော့မန်ပွဲထက်အဲ့ PSG အက်စတွန်လာဘွဲကပိုကြည့်ကောင်းနိုင်တယ်လို့ထင်တယ် PSG ကလည်းငကြမ်းဗျာလီဗာပူးလိုမျိုးအသင်းကိုတနည်းအားဖြင့်ဒီနှစ်ချန်ပီယံလိမှာအကောင်းဆုံးအသင်းကိုဖြုတ်ချလာတာပရမကျော့အင်ကွင်းမှာဝမ်းစီနဲ့ရှုံးနေဒုတိယအကျော့အဝေးကွင်းမှာအနိုင်ရအောင်ကစားပြီးတော့ဒီစစ်ကိုရောက်လာတဲ့အတွက်လူးစ်အင်ရီကေနဲ့ PSG တို့အတွဲဖက်ကျွန်တော်မြင်ဘူးသမျှ PSG တွေထဲမှာအကောင်းဆုံးပဲဗျလူငယ်လူရွယ်ကစားသမားတွေနဲ့အသင်းက growth ဖြစ်လာတယ်နီးပြရဲ့ဟန်ချက်ညီမှုကလည်းကာလတစ်ခုရောက်လာတဲ့အခါကျတော့ PSG ဒီ perfect ဆိုတဲ့အဆင့်ကိုရောက်ဖို့အတွက်လက်ကမ်းလို့ ဖြစ်နေပြီဒီအချိန်မှာမထင်မထင်သလိုဒုက္ခပေးတတ်တဲ့ဦးနိုင်အမ်ရီရဲ့အက်စတွန်ဗလာနဲ့တွေ့ရတာကလည်းအရင်တော့လွယ်မယ်လို့မထင်ဘူးစပန်နစ်နီးပြားနှစ်ယောက်နီးပြားပိုင်းပြိုင်ဆိုင်မဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပလေယာတဦးတယောက်ချင်းစီကျွမ်းကျင်မှုရှိတဲ့ကစားသမားတွေကတော့နှစ်သင်းလုံးမှာပါတယ် PSG အသင်းမှာဆိုရင်လည်းပွဲတစ်ပွဲကိုမိနစ်အတွင်းစက္ကန့်ပိုင်းအတွင်း နော်ကိုရလက်ပြောင်းလဲပေးနိုင်မယ်အူစမန်ဒမ်ဘီလီတို့လိုကစားသမားမျိုးတွေဘာဂိုလာတို့လိုကစားသမားမျိုးတွေနော်ကာဗရက်စကာလီယာလိုကစားသမားမျိုးတွေပါတယ်တစ်ဖက်ကအက်စတွန်ဗလာလည်းအဲ့တိုင်းပဲကောင်တာအထက်အရန်ကောင်းတဲ့ကစားသမားတွေရှိနေတယ်မော်ဂန်ရော့စ်ဂျာတို့မာကတ်စ်ရက်ရှ်ဖို့တို့အက်ဆန်စီယိုတို့စသဖြင့်ပေါ့ ဆိုတော့ Aston Villa ဒီဒီလိုပွဲမျိုးမှာ PSG အသင်းကိုရှိန်မနေပဲအကောင်းဆုံးရှင်ကစားနိုင်မဲ့အခြေအတွေမျိုးရှိနေရလို့တော့ကျွန်တော်ထင်ပါတယ်။ Okay ကျွန်တော်ဂျာတာဘရီနီညရောက်သွားပြီဆိုတော့ Chelsea ပြိတက်တွေအေးအေးမပြတ်ပဲကြည့်ရမယ်ပွဲကောင်းတစ်ပွဲရှိနေပါတယ်။အဲပွဲကတော့ Ligia Warsaw နဲ့ Chelsea ပွဲတင်မှာ UEFA Conference League ရဲ့ Quarter Final နဲ့အဆင့်ပွဲတင်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့် Ligia Warsaw မှာလည်းအစိတ်အနေငယ်ရှိပါတယ်။ ချက်စီကပေါ်စားလို့တော့မရပါဘူး။ဒါမဲ့လည်းချက်စီနီးပြအန်ဒူမရက်စ်ကဒီဒီပွဲစဉ်ကိုအာယုံစိုက်လွန်တဲ့အတွက်ကြောင့်ဘရန်ဖို့နဲ့ပွဲစဉ်ကိုအနိုင်မကစားနိုင်ခဲ့ဘူး။ဒီပွဲစဉ်အတွက်လူတွေချန်ပြီးတော့ကစားသွားခဲ့တယ်။ပွင့်လင်းပြောရင်တော့လီယာဝါဆောမှာအစိမ့်ရှိတယ်ဆိုတော့ညာလဲချက်စီအတွက်ဘာမှပြဿနာထွေထူးထူးရှိမနေဘူး။ပြပကြီးကြီးဒါကဲမယ်ဆိုရင်ဒီလိုပွဲစဉ်မျိုးရလက်ဆိုးစရာအကြောင်းမရှိဘူးဗျာကျွန်တော်ဆိုလိုတာနိုင်ရင်မနိုင်ရင်ခဏပေးပေတာမရှုံးအောင်ချယ်သီးလို level မျိုးနဲ့ကစားလို့ရတယ်ကဲရတဲ့ တော်နမန့်ကဒါဥရောပမှာအဆင့်အနိုင်ဆုံးပြိုင်ပွဲကျွန်တော်ကပုံမှန်လေးလေးပြောတာချန်ပီယံလိယူရိုပါလိကအဆင့်မြင့်ပြိုင်ပွဲတွေဒီပြိုင်ပွဲကပေါ်လာတဲ့ခုနှစ်လည်းတိတ်မကြသေးဘူးအဲ့လိုခြေနေမျိုးမှာတော့ချဲစီကြောက်နေစရာမလိုတာစောစီးစွာကြည့်ရမယ့်ပွဲဖြစ်တဲ့အတွက်ကြောင့်အသုံးမကျရင်တော့စောစီးကျွန်တော်တို့ဆဲရတာပေါ့လေကဲကျွန်တော်နောက်ထပ်တစ်ပွဲကတော့ဂျာတာဘရီနဲ့ညာ တောက်ကြနေမနက်အစောမှာရှင်းပြရကစားမယ်လိုင်ယွန်နဲ့မန်ချက်စတာယူနိုက်တက်တို့ပွဲတင်ဖြစ်ပါတယ်ဒီပွဲကတော့ည7:00နာရီခွဲမှာရှင်းပြရကစားမှာပါလိုင်ယွန်မှာကစားသမားကောင်းများတော့ပါဝင်နေပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကလည်းမျှော်လင့်စရာဆိုလို့ယူရိုပါလိပဲရှိတော့တယ်ယူရိုပါလိရဲ့မျှော်လင့်ချက်ကယူနိုက်တက်အတွက်အတော်လေးကြီးမားပါတယ်ပြန်ရမယ့် benefits ကလည်းအကြီးပါဖလားတလုံးရမယ်နောက်နှစ်ဘောလုံးရသည်မှာချန်ပီယံလိဝင်ဝင်ရမယ်ရှိသမျှဇွဲလုံးလာဝရိယနော်သွေချွေအကုန်လုံး ပုံအော်ပြီးဒီဖလားမှာပဲအာယုံအပြည့်အဝစိုက်ထားတဲ့လို့ကျွန်တော်ထင်တယ်ပြင်သစ်မြန်မာကစားမှာဖြစ်တဲ့အတွက်ကြောင့်ဒုတိယအကြော်ရောက်တဲ့အခြေအနေမျိုးမှာယူနိုက်တက်တို့အားဆိုင်မဲ့ပုံစံနဲ့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဥပမာပြောရင်တော့ Real Sociedad ကိုဖြုတ်လာတဲ့ပုံစံမျိုးပေါ့လေတကယ်တော့ ရီယယ်ဆိုစီတက်က အသင်းလိုက်ကစားပုံအရလိုင်ယွန်ထက်ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်ယူနိုက်တက်အနေနဲ့နောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်အများကြီးရှိပါတယ်။နောက်တစ်ပွဲကလည်းဂျာတာပရီနီညတစ်ခွဲမှာပဲရှင်မြန်ရည်သားမယ်။ Tottenham Hotspur နဲ့ Frankfurt ပွဲတင်ဖြစ်ပါတယ်။ Spurs ကလည်း Manchester United နဲ့ဒီလိုပါပဲ။သူတို့ Premier League မှာဘာမှမျှော်လင့်လို့မရတော့တဲ့အခြေအနေမျိုးမှာမျှော်လင့်စရာကဒီ Europa League ပဲရှိတော့တယ်။ Europa League မှာဖလားရဖို့အတွက်ကြိုးစားအထောက်အပံ့ရှိတယ်။ Europa League မှာသာသူတို့အောင်မြင်သွားပြီဆိုရင် Champions League ဝင်ခွင့်ရမယ်။ ဖလားတလုံးရမယ်ဒါပေမဲ့ကဲတဲ့အသင်းကတော့လိုင်ယွန်ထက်ပိုပြီးတော့ကောင်းတဲ့အသင်းပါအခုအသင်းတွေလိုချင်နေကြတဲ့တိုက်စစ်မှုအီကီတီကီလိုကစားသမားခြေသွမ်းပြနေတဲ့ Frankfurt ဖြစ်တဲ့အတွက်ကြောင့်အိမ်ကွေးမှာသတိကြီးကြီးထားပြီးကစားဖို့ရှိနေပါတယ်ဒါတော့ကျွန်တော်ဒီဂျိုင်းအထဲမှာရှင်ပြိုင်ကစားမယ်ဥရောပထိပ်တန်းပွဲစဉ်တွေအကြောင်းကိုပြန်လည်သုံးသပ်ဆွေးနွေးကြတာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ